ားလုံးမင်္ဂလာပါမနေ့ကဩဃတာရှင်တန်1ကို ပြောပြပေးခဲ့ပြီးပြီပဲဖြစ်ပါတယ်ဒီကနေ့မှာဩဃတာရှင်တန်2ကိုဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဩဃတာရှင်တန်1မှာဩဃတာကနေပြောက်ပါစေခြင်းအကျိုးငါအထိပြေးခဲ့ပြီဖြစ်ပါတယ်ကျန်တာကိုဆက်လက်ပြောပြပေးသွားပါမယ် ြောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဖရယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုအယူအသည်အလေးအမြတ်လက်အုပ်မိုး၍ရှုခိုးပူဇော်ဖူးမြော်မှန်လျှော့ကရောပါယအရှင်ဖရာတွင် ပထမဒုတိယတတိယဆိုတာပါဠိစကားပါအဲ့ဒီနောက်မှာတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဆိုတာကတော့ အဲ့ဒီပထမဒုတိယတတိယကိုမြန်မာဘာသာပြန်ပေးထားတာပဲဖြစ်ပါတယ်။ဖရာယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးတို့ကိုအယုအသည်အလီအမြက်လက်အုံမိုး၍ရှ िख ိုးပူဇော်ဆိုတာဖရာတရားသံဃာဆိုတဲ့ယရဏသုံးပါးကိုမယုမသည်မလီမစားမဟုတ်ပဲရိုးရိုးတည်တည်လေးလေးစားစားနဲ့လက်ဆက်ပြထိတ်မှမိုးပြီး ပန်းရေချမ်းစီမီစသည်များနဲ့ဖူးမြော်မန်လျှောတဲ့ဖရကုံတရားကုံတန်ဃာကုံတော်များကို အာယုံပြုကဗမ္မာနာများနှိမ့်ချပြီးကရော့ပါကြီးအရှင်ဖရတဲ့ခြေလက် နှစ်ဖူးတရောင်တူငါးဦးမြေမှာထိပါစေဆိုတဲ့ထီချင်းငါးပါးနဲ့ကရော့ပါကြီးဖရလိုပြောဆိုခြင်းဖြစ်ပါတယ်ဩဃာတကရောကျူးကိုအကျဉ်းချုပ်ရရင်မိမိမှာ ရတနာသုံးပါးနဲ့ပတ်သက်ပြီး ပြူမပျော်မအကြံမှများရှိရင်ထိုအပြစ်များကင်းပြောက်ပါစေခြင်းအကျိုးငါရိုရိုတည်တည် လေးလေးစားစားနဲ့လက်ဆက်ပြထိတ်မှမိုးပြီးမန်မာနာများနှင့်ချကာပန်းစီမီရေချမ်းစသည်များနဲ့ခြေလက်နှစ်ဖူးတရောင်ဒူးဆိုတဲ့ထီချင်းငါပါညညွတ်စီက ရှေခိုးကြောခွင်ကို ပေးသနာတော်မူပါဖရာဟု ပြောဆိုရင်းဖြစ်ပါတယ် ီလို့ဆိုရင်တော့ဩဃာတာဖျားရှိကိုဩဃာတာကရောကျိုးရဲ့ဆိုလိုရင်းကို နားလည်လောက်ပြီလို့ထင်ပါတယ်မိမိတို့နားမလည်သည်များ မရှင်းသည်များရှိပါကလည်းဥစဉ်ကိုမေ့မြန်းနိုင်ပါတယ်ဥစဉ်တည်သလောက်လက်လန်းမိသလောက်ကို ရှာဖွေ ပြောပြပေးသွားပါမယ်အားလုံးကိုကျမ်းမှာစိတ်ချမ်းသာကြ၍ကောင်းသောလူရင်းစံတာများပြေဝနိုင်ကြပါစေ။